မင်္ဂလာပါရှင် MB ရဲ့တတိယညမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်တစ်ဆက်သူမူအိမ်ကျဲပါ။အမျိုးသားညီညီအစိုးရဟာတရုတ်နိုင်ငံရဲ့ရန်သူမဟုတ်တာကြောင့်အကျိုးစီးပွားထိခိုက်အောင်လုပ်မှာမဟုတ်ဘူးလို့ NUG ယာယီသမ္မတဒူဝါလက်ရှိလာကပြောပါရစေ။ AB လ29ရက်ကပြုလုပ်ခဲ့တဲ့အမျိုးသားညီညီအစိုးရရဲ့အစိုးရအဖွဲ့အစည်းဝေး73/2025မှာယာယီသမ္မတဒူဝါလက်ရှိလာကအခုလိုထည့်သွင်းပြောကြားခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရအပေါ်မှာအမျိုးမျိုးသောထင်ကျေးတွေနဲ့ချိကက်ထမြင်နေတာကြားပြီးဖြစ်တာကြောင့်ဒီအမြင်တွေကိုရှင်းလင်းအောင်လေးနက်စွာကင်တွယ်ဖြေရှင်းဖို့လိုတယ်ဆိုတာနဲ့တရုတ်နဲ့မိတ်ဖက်အနေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ယာယီသမ္မတကအစိုးရအဖွဲ့အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။တရုတ်ရဲ့မြမအရေးဂျောင်းဝင်ဖြန့်ဖြေးမှုတွေဟာဆရာမရှင်စနစ်သက်ဆိုးရှည်အောင် မဖြစ်စေသင့်ဘူးလို့ထင်ပါတယ်လို့ယာယီသမ္မတကပြောပါတယ်။ ဒေသတွင်းနိုင်ငံတွေထဲမှာဩဇာသိကြီးထွားလာတဲ့တရုတ်နိုင်ငံအနေနဲ့မြမအရေးမှာတတက်ကြွကြွဝင်ရောက်ဖြန့်ဖြည်းမှုကိုမငင်းပယ်ပေမဲ့တစ်ဖက်မှာလည်းယခုတက်ပုံမကျပြတ်တဲ့ခြေကပ်မှုတွေနဲ့ဂျောင်းဝင်ဖြန့်ဖြည်းမှသာရေးရေးအတွက်စေးနီးကောင်းဖြစ်တယ်ဆိုတာနဲ့အခုတရုတ်ရဲ့လုပ်ရဟာမြမအရေးကိုလက်တလောအနာသက်သာရုံစေးမီတိုလောက်နဲ့ကျင်းနဲ့တင်းနေရမလို့ဖြစ်နေရကြောင်းမြမပြည်တွင်းရေးကိုကိုတိုင်ဖြည့်ရှင်းနိုင်ဖို့လိုတယ်လို့ယာယီသမ္မတကပြောကြားခဲ့ပါတယ်။ ခတ်တော်အင်းနဲ့တော်လိုင်းအင်အားစုတွေတိုက်ခိုက်နေတဲ့မကွေတိုင်းပချံရခိုင်ရုံးမပေါ်မှာရှိတဲ့နေရီကန်စကမ်းမကြဖို့စိုးစုကပစီရွာမှာအင်အားဖြည့်တင်ခန့်စစ်ပြင်းနေတယ်လို့ချင်းကဝေးတက်အယူအဖွဲ့တာဝန်ရှိသူစလိုင်းရိုးချင်းကပြောပါတယ်။ပစီရွာဟာနေရီကန်လေကျောင်းရဲ့ကာကွယ်စကမ်းကနေ၃မိုင်ခန့်အကွာမှာတည်ရှိပြီးစိုးစုကအဲ့ဒီရွာမှာကာကွယ်ပစ္စည်းစစ်ရုံကစစ်အင်အားတွေဖြည့်တင်ပြီးတော့ခန့်စစ်ပြင်းနေတာပါ။ ပသိမ်မုံရွာလမ်းပေါ်ပဒန်းမျိုးကနေလမ်းဟောင်းတိုင်းလာပါကပစီရွာကိုရောက်ရှိမှဖြစ်ပြီးစောစုကနရဲကန်နဲ့နရဲကန်တဝက်ကစကန်တွေကိုအင်အားဖြည့်တင်းရမှာလမ်းဟောင်းတိုင်းဖြည့်တင်းနေတာလည်းဖြစ်ပါတယ်။စောစုကပစီရွာကိုအင်အားဖြည့်တင်းရမှာကာကွယ်ရေးပစ္စည်းစေယုံကာပါစာ1ကာပါစာ30ကာပါစာ73စာရီကနေအင်အားအသစ်ထပ်မံဖြည့်တင်းနေတာတွေလည်းရှိပါတယ်။ပစီရွာမှာအရင်ကကာကွယ်ပစ္စည်းစေယုံကပါစာဆက်လင်းနဲ့တက်မကိုကိုလာအောက်ခံဆုပ်စုအဖွဲ့တွေရှိနေတာပါ။ အရခတက်တော်ကအပြည့်ရဲ့ကြေညာထားတဲ့အပီလာထဲမှာလဲဆိုဆူဟာနဲ့ရေကန်စကန်ကိုအင်အားဖြည့်တင်တာတွေပြုလုပ်ခဲ့ပြီးနဲ့ရေကန်စကန်အနီးကစုံကုန်းရွာမှာအမြောက်တပ်အမတ်၄၉နဲ့အမြောက်စစ်စင်ကုကဲမှုဌာနချုပ်မာဆာခ၉၀၅တွေမှာစုဖွဲ့မှုလုပ်ပြီးအင်အားဖြည့်တင်တာဖြစ်တယ်လို့စလိုင်းယိုချင်းကပြောပါတယ်။ရခိုင်ရိုးမမှာရှိတဲ့အမ်ဘရန်လန်ကျောပေါ်ကအမြင့်ပေမီတာ၁၅၀၀လောက်ရှိတဲ့ နေရီကန်လေးချောင်းရဲ့ကာကွယ်ရေးအထိုင်ချစကန်ဟာစီရေးအရာဘျူဟာကြတဲ့စကန်ဖြစ်ပြီးအာရခတက်တော် A အနေနဲ့မြေပြတ်မကွေးဒေသစီဝင်ရောက်နိုင်ဖို့စိုးစုရဲ့နောက်ဆုံးခံတပ်စီတစ်ခုလည်းဖြစ်ပါတယ်။စကိုင်းနိုင်ကမ်လူမျိုးနဲ့အတွင်ပြီးခဲ့တဲ့တလကျော်လုံးစိုးစုနဲ့ပြူစောဒီပူပေါင်းဖွဲ့တွေကစစ်ကြောင်းတို့ပေါ်တာဆွဲဖမ်းဆီးတာတွေရနာထားရကအခုရပိုင်းမှာပြန်လဲစတင်နေရလို့ဒေသခံသတင်းမြို့တချို့ကပြောပါတယ်။ ကမ်မလူမျိုးအရှိတ်ဘက်6မိုင်ခန့်အကွာမှာရှိတဲ့ပေါ်တော်မူရွာကို AB 30ရဲ့မနေ့ကဂါထာရွာနဲ့ဆယ်ကြီးရွာကပြူစောထီတွေစင်းနေဝင်ရောက်ပြီးပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်နေတာပါ။အရင်ရက်တွေကလည်းကာဝိုးရွာအစုနဲ့ဇီကုံမျိုးရက်ွက်တွေမှာဝင်ရောက်စင်းနေပေါ်တာဆွဲဖမ်းဆီးမယ်လို့သတင်းတွေထွက်ပေါ်နေတယ်လို့ဒေသခံသတင်းတွေတချို့ကပြောပါရတယ်။ကာဘိုးအုပ်စုအိုင်မောင်းချောင်ရွာကပြည်သူ30ကျော်ကာဘိုးမြောက်ဘက်ကအကြီးကုန်းရွာကပြည်သူ30ကျော်နဲ့ ရွာပေါင်းများစွာကိုပေါ်တာဆွဲဖမ်းဆီးတာတွေကိုပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်မှာစိုးစုကဇက်တိုက်လှုပ်ဆောင်ခဲ့ပြီးတကြမ်းမတိုင်ခင်မလအတွင်းကလည်းကြည်ကုံရွာက6ဦး၊ဘူးကြီးရွာက3ဦးနဲ့ကာဘိုးနဲ့ဂွေးကုံရွာတွေကလည်းပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းပေါ်တာဆွဲဖမ်းဆီးတာတွေရပ်တန့်သွားခဲ့ပြီးအခုရက်ပိုင်းမှာပြန်လည်ဖမ်းဆီးတာတွေလှုပ်ဆောင်လာတာလို့ဒေသခံသတင်းမြစ်တွေကပြောပါတယ်။ မနက်လယ်မြို့အောင်မြေသားဆံမျိုးနဲ့အနှိတ်တော်ရက်ကွက်မှာရှိတဲ့စကိုင်းမီလာကွန်ဒိုအဆောင်အောက်ကနေမေလာနှစ်ရက်ဒီကနေ့မှာခလေးငယ်တဦးပါဝင်အမျိုးသမီးသုံးဦးရဲ့ရုပ်လောင်းတွေကိုထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်ဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။စကိုင်းမီလာအဆောင်ပြောကြားမှုအောက်ရုပ်လောင်းတွေကြန့်ရှိနေသေးတဲ့အဆောင်စီနဲ့ဒီနေရာတွေကိုရှာဖွေရှင်းလင်းဆက်လက်လုပ်ဆောင်ခဲ့ရမှာဒီကနေ့မနက်၁၀:၄၀မိနစ်မှာအဆောင်စီအခန်းအမှတ် P4 ကအမျိုးသမီးတဦးနေ့လယ်တနာရီဝင်းချက်မှာအဆောင်စီရဲ့ဓလေကအတွင်မှာ လေးငယ်မတအူနဲ့အမျိုးသမီးတအူရဲ့ရုပ်အလောင်းတွေကိုထပ်မံရှာဖွေတွေ့ရှိခဲ့တာပါ။ငလင်တန်ကြောင့် Sky Mila ကိုလို့ပြောကြပျက်စီးခဲ့တဲ့မလ28ရက်ကနေမေလ2ရက်ဒီကနေ့မနက်မွန်းလယ်ပိုင်းအချိန်တွေ35ရက်တာကာလအတွင်းမှာအသက်ရှင်လျက်ကဲထုတ်နိုင်သူအမျိုးသားအမျိုးသမီးစုစုပေါင်း50ကျော်ရှိခဲ့ပြီးသေဆုံးရုပ်အလောင်းရှာဖွေထုတ်ယူနိုင်မှုကလေးငယ်တွေအပါအဝင်စုစုပေါင်း109ဦးရှိခဲ့တာဖြစ်ပါတယ်။ဆက်တလီရီဟာတနအိမ်ပိုင်း60နေပါတီလင်းမြအောင်ပြန်တန်းနိုင်တယ်လို့ လေ့ကျင်240ကီလိုဂရမ်ထိတည်ဆောင်နိုင်ပါတယ်။မြင်းပေ1800အထိလည်းပြန်တက်နိုင်ပါတယ်။ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့သတိပြုပါ။အင်ဂျင်ဆက်တန်ပန်ကားတန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ။ဆက်သက်လေးဒီကိုမြန်မာကဒါမှမဟုတ်အန်ဒီရဲ့ဒရီပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ။လူထုထက်တဲ့နေရာနဲ့စီရီအခြေစိုက်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှောင်ရှားပါ။